ကချင်ပြည်ရဲ့ကြောက်စိမ့်ထွက်တဲ့ဖက်ကတ်မြို့နယ်ကတော့စစ်ကော်မရှင်တပ်ကညမထွက်ရအမိန့်နဲ့လူ9ယောက်ထပ်ပို့ပြီးတော့မစုရတဲ့အမိန့်ကိုထပ်မံပြီးတော့ထုတ်ပြန်လိုက်ပါတယ်။ တဟာဖကန်းမျိုးနယ်ရဲ့လုံခြုံရေးအခြေအနေကဆက်ပြီးတော့တင်းမနေသေးပဲဆိုတာကိုပြနေတာလို့ဖကန်းဒေသခံတချို့ကပြောပါရယ်ရာဇဝင်းကျင့်ထုံဥပဒေပုံမှန်တစ်လေးလေးအရာညာမထွက်ရအမိန်ကိုဖကန်းမျိုးနယ်အုပ်ချုပ်ရေးမှူးကဒီလက်မှတ်ရေးထိုးပြီးတော့အော်တိုဘာလ၈ရက်နေ့မှာထုတ်ပြန်ထားတာပါညာမထွက်ရအမိန်ကိုည၁၀နာရီကနေမနက်၄နာရီအချိန်ထိသတ်မှတ်လိုက်ပါရယ်ဒီမျိုးနယ်အတွင်းမှာဆိုလို့ရှိရင်လူ၅ယောက်ဒါမှမဟုတ်ရင်၅ယောက်ထက်ပိုစုဝေးတာမျိုးတွေကိုလုံ ံးဝမလုပ်ရဘူးလို့လည်းဆိုပါတယ်။နောက်တစ်ခုကတော့ဒီလိုမျိုးစုဝေးတာဟောပြောတာဖြက်စည်းတာနဲ့ယုံရင်းဆန်ခတ်ပြူတာမျိုးတွေကိုလည်းတားမြစ်ထားပါတယ်။ဒီအမိန့်ကိုမလိုက်နိုင်တော့တည်စဲဥရေတွေအရာအေးအေးယူခံရမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဖကံမျိုးနယ်ထဲမှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်စစ်ကော်မရှင်တပ်ဟာစစ်ရေးဖိအားအပြင်းထန်ခံရတာဖြစ်ပါတယ်။ ဒါအပြင်ဒေသတွင်းမှာလည်းရာဇဝတ်မှုတွေလူရဲမှုတွေအများအပြားဖြစ်လာတဲ့တွက်လို့ဆိုပြီးတော့စစ်ကော်မရှင်ဘက်ကအကြောင်းပြထားပေမဲ့ဒီအမိတ်ဟာဒေသခံပြည်သူတွေကိုထိမ့်ချုပ်ပြီးတော့စစ်ရေးလှုပ်ရှားမှုတွေကိုပိုလွယ်ကူစေဖို့အတွက်ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ထားကြပါတယ်။